အလုံးမင်္ဂလာပါကျွန်တော်ကတော့ Kinos Stem မြန်မာရဲ့အောင်ပြည့်ဖြစ်ပါတယ်ကျွန်တော်တို့အရှိဗီဒီယိုတွေမှာကျွန်တော်တို့ဒီဟိုဆိုင်တဆိုင်မှာပေါ့နော်စားတောက်ဆိုင်မှာအိုကေအိုဆာမှာဝင်လာတဲ့အခါမှာတုံးလို့ရတဲ့စကလုံးလေးတွေရဲ့ပြီးလို့ရှိရင်ဒီချူးမွတ်လုပ်နေတဲ့အချိန်မှာတုံးလို့ရတဲ့စကလုံးလေးတွေကိုမြောက်ဝေခဲ့ပြီးပြီပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါအိုကေအိုဆာမှာကစားလို့တောက်လို့ပြီးသွားပြီဒါပြန်ထွက်တော့မယ်ပြန်တော့မယ်အချိန်မှာဒါငွေရှင်းရမယ်လေအဲ့လိုငွေရှင်းတဲ့အချိန်မှာတုံးတဲ့ဒီလက်ကြီးပေါ့နော်တုံးတဲ့စကလုံးလေးတွေကိုဒီနေ့ဗီဒီယိုလေးမှာမြောက်ဝေပေးခြင်းပါတယ် တယောက်ဆမကဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီเนาะအဲအလုပ်လုပ်တဲ့သူအနေနဲ့ပေါ့เนาะလမ်းပြီးတော့မှအိုကယ်ဆမကိုဘယ်လိုမျိုးလေးပြောလို့ရလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ပိုခိုက်ခဲ့တဲ့ရောတော့ရှိတယ်စကားပိုခိုက်ခဲ့တဲ့ရောတော့ရှိတယ်စကားဒါငွေရှင်းတော့မှလားဆိုတဲ့ပုံစံမျိုးမေးတဲ့ပုံစံလေးပေါ့เนาะငွေရှင်းလို့ အဲအဆင်ပြေပြီလားဆိုတဲ့ပုံစံလေးကိုအချောက်ဆမကိုလှမ်းပြီးတော့မေးတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့အဲတုံးတုံးတဲ့ဟာဆိုင်နေလဲရှိလို့မတုံးလဲပဲရတဲ့ဆိုင်နေလဲရှိတယ်ပေါ့နော်ဆိုတော့ဆိုင်ပေါ်မူတည်ပြီးတော့မှကျွန်တော်တုံးတဲ့မတုံးတဲ့စဉ်းစားရမှာဖြစ်ပါတယ်ဆိုတော့အဲဒါလေးလည်းမှတ်ထားမှတ်ထားတဲ့နယ်ပေါ့နော်ဆိုတော့ okay kite yoroshi desu ka ဆိုတဲ့ပုံစံလေးကိုအဲပြောလို့ရပါတယ်ဆိုတော့အတူတူလိုက်ပြောကြည့်အောင် okay kite yoroshi desu ka နောက်တစ်ခေါက်ပြန်ပြောကြည့်ပါမယ် okay kite yoroshi desu ka kai kite ဆိုတော့ငွေရှင်းတာပေါ့နော် okay kite yoroshi desu ka ဆိုပြီးတော့မှကျွန်တော်တို့ပြောလို့ရပါတယ်ဆို တော့နံပါတ်2နံပါတ်2နှစ်ကကြတော့ကျတော့ဒီလေးစားစားတော့ပြီးပြီဆိုလို့ရှိရင်ဒီထဲမှာချူမွန်းနံပါတ်တွေနဲ့ဒီကိုမှားထားတဲ့ဈေးနှုန်းတွေရဲ့ပေါင်းထားတဲ့စာရွက်ကလေးတခုရှိရပေါ့နော်အဲ့ဒါလေးကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒင်းပြောလို့ခေါ်ပါတယ်နော်လိုက်ပြောကြည့်ပါနော်ဒင်းပြောလို့ခေါ်တယ်အဲ့တော့ဒီဒင်းပြောလေးကဥက္ကောက်ဆမကတော့ယူလာတာပေါ့နော်ယူလာပြီးတော့မှသူ့စီကနေပြီးတော့ကိုကနေပြီးတော့လက်ခံရရှူလိုက်ပါမယ်လက်ခံရရှိလိုက်ပါမယ်ကျွန်တော်ထိမ့်သိမ့်လိုက်ပါမယ်ဆိုတဲ့ပုံစံလေးကိုဂျပန်လိုဘယ်လိုပြောလဲဆိုလို့ရှိရင်ဒင်းပြော โออาซูการิอิดาชิมัสโออาซูการิชิมัสဆိုတဲ့စကားလုံးလေးကိုကျွန်တော်လက်ခံရเออလက်ခံထိမ့်သိမ့်ဒီဆိုတဲ့အထိပ္ပယ်လေးပေါ့เนาะပြောချင်တာကဒီတန်ပြောလေးကိုကျွန်တော်ယူလိုက်ပါမယ်ဆိုတဲ့အထိပ္ပယ်လေးပေါ့เนาะကျွန်တော်လက်ခံရယူလိုက်ပါမယ်ဆိုတဲ့အထိပ္ပယ်လေးကျွန်တော်เอ่อထိမ့်သိမ့်လိုက်ပါမယ်ဆိုတဲ့အထိပ္ပယ်လေးကိုပြောတာပါဆိုတော့မြန်မာလူကြောက်တင့်တယ်လို့ဘာသာပြန်မယ်ဆိုလို့ရှိရင်ကျွန်တော်ယူလိုက်ပါမယ်ပေါ့เนาะဆိုတော့ဘလိုလေးပြောလို့ရလဲဆိုလို့ရှိရင်ဒင်းပြောအိုအာဇူဂါရီအီတာရှိမတ်အီတာရှိမတ်လေးထဲတော့ပိုပြီးရင်ကြီးသွားတယ်ပေါ့เนาะအတူတူလိုက်ပြောကြည့်အောင်ဒင်းပြောအိုအာဇူဂါရီအီတာရှိမတ် ောက်တစ်ခေါက်ပြန်ပြောကြည့်ပါမယ်။ဒင်ပြောအိုအာဆူဂါရီတာရှိမတ်။ကြားမယ်နော်။အဲဆိုရင်နံပါတ်2ပြီးသွားပါပြီ။နံပါတ်3နံပါတ်3မှာဆိုလို့ရှိရင်ကျွန်တော်ဒီငွေရှင်းပြီးသွားပြီ။ OK ဆမကနော်သူ့ရဲ့ပတ်စံနော်အဲပေးပြီပေါ့နော်။အဲ့တော့ OK ဆမပတ်စံပေးဖို့တော့ကိုကဘာလုပ်ပေးရလဲဆိုလို့ရှိရင်ဒီ OK ဆမကြားတဲ့ငွေကိုကျွန်တော်អော်ပေးရတယ်ပေါ့နော်။ပြောပြရမှာပဲ။အဲ့တော့အဲဘယ်လိုမျိုးလေးပြောမလဲဆိုလို့ရှိရင်သူကြတဲ့ငွေရောကျွန်တော်ဒီနေရာမှာထည့်မပြောတော့ဘောနော်ဆိုတော့ဘယ်လိုမျိုးလေးပြောလို့ရလဲဆိုလို့ရှိရင် お客様の会計は何々です。お客様の会計は何々です。ဆိုပြီးတော့မှကျွန်တော်တို့ပြောလို့ရပါတယ်။အဲ့တော့お客様ရဲ့ကြာသင်ငွေသည်ဒီလောက်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။အဲ့တော့အဲဒီကျွန်တော်ဈေးနှုန်းလေးတွေပြောတတ်အောင်လေ့ကျင့်ထားရမှာပေါ့နော်။ဈေးနှုန်းလေးကိုအဲပြောတတ်အောင်ကျွန်တော်တို့ဒီကျွန်တော် shock queue level လောက်မှာလေးကကျွန်တော်တို့ဒီဈေးနှုန်းတွေပြောတဲ့ပတ်စံရန်လေးနဲ့ပြောတဲ့ဟာလေးတွေလေးအဲ့ဒါလေးပြန်ပြီးတော့မှလေ့ကျင့်ထားပါလို့ပြောချင်ပါတယ်နော်ပြန်ပြောကြည့်ပါမယ်အတူတူလိုက်ပြောကြည့်အောင်ကျွန်တော်တို့ okay ဆမနော်ခိုင်ကေဝ 何々です。お客様の会計は何々です。ဆိုပြီးတော့မှကျွန်တော်ပြောလို့ရပါတယ်။အဲ့ဆိုနံပါတ်3ပြီးသွားပြီနော်။အဲ့ဆိုနံပါတ်4နံပါတ်4မှာဆိုလို့ရှင်ငွေရှင်းပြီးပြီဆိုလို့ရှင်တို့ဘာပြန်ပေးရမလဲဆိုတော့လက်ရှိတူဆိုတဲ့ဟာလေးကိုကျွန်တော်ပြန်ပေးရမယ်ပေါ့နော်။အဲ့တော့တို့ဒီလိုအပ်တာလည်းရှိတယ်လို့မလိုအပ်တာလည်းရှိနိုင်တယ်။အဲ့တော့ဘယ်လိုမျိုးလေးပြောလဲဆိုလို့ရှင်လက်ရှိတူ Goriodes ကအဲ့တော့အထူးလိုက်ပြောကြည့်အောင်လက်ရှိတူ Goriodes ကလက်ရှိတူ Goriodes က ပြောကြည့်ပါနော်လက်ရှိတို့ Goliodes ကဆိုပြီးတော့မှကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့နံပါတ်5နောက်ဆုံးတစ်ခုဖြစ်ပါတယ်မင်နာဆန်နော်အဲ့တော့ Okay ကစမဒီဟာကိုလိုရင်လိုတယ်ပေါ့နော်မလိုဘူးဆိုလို့ရှိရင်လည်းနော်အမိုက်တောင်းနဲ့ထည့်လိုက်လို့အဆင်ပြေတယ်ပေါ့ဆိုတော့သူက Okay ကစမပြန်ပြီးပြန်တဲ့အချိန်မှာဘယ်လိုလေးပြောလဲဆိုလို့ရှိရင်အာရီယတ်ဒိုဇိုင်းမတ်လို့ပြောလို့ရတယ်နော်အာရီယတ်ဒိုဇိုင်းမတ်နောက်လေလာခဲ့ပါဆိုရယ်စကားလုံးလေးကိုဒီညမှာလေ့ကျင့်ကြည့်ရအောင်မာတာအိုကိုရှိခူဒါဆိုင်မတ်ဆက်မာတာအိုကိုရှိခူဒါဆိုင်မတ်ဆက် အတို့လည်းပြောကြည့်အောင် မာတာအိုကိုရှိခူတာဆိုင်မဆက်ဟုတ်ပြီနော်ဆိုတော့ဒီနေ့အဲဒီငါးချောင်းကိုငါးခုကိုအဲလင့်ကျင်ပြီးတော့လဲကြည့်မှာဘလို့သုံးလဲဆိုတာကိုနားလည်သဘောပေါက်ပြီးတော့မှကိုလုပ်ငန်းဝင်မှာနော်လက်တွေအသုံးချကြည့်မယ်ဆိုလို့ရှိရင်ဒါအဆင်ပြေတဲ့စကားပြောလေးတစ်ခုဖြစ်သွားလိမ့်မယ်လို့အဲမျှော်လင့်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့မင်းသားဆန်အဲအားရတဲ့ဝဆိုင်မတ်ချ